တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရယ်ကြောရဲ့ comments ထဲမှာနှွေဦးမေကိုတုံးပေတလက်မမပူတူနဲ့ပတ်သက်ပြီးတော့ reaction လုပ်ပေးပါဆိုတဲ့စာတွေရောက်လာတယ်။ဘယ်ဥစ္စာကို reaction လုပ်စေချင်တယ်လဲဆိုတော့ကျွန်မမသိဘူး။ဘာကြောင့်လဲဆိုတော့ခုနောက်ပိုင်းမှာသူ့ကို reaction မလုပ်ဘူးဆိုတာဟာ ူပြောထားတာတိတ်ပြီးမှ reaction လုပ်ချင်စရာမရှိတဲ့အတွက်ကြောင့်မလုပ်တာဆိုတော့ပြည်သူတွေဘက်ကနေမှကြောက်ကို reaction လုပ်စေချင်တယ်ဆိုလို့ရှိရင်ဘယ်နဲ့ပြောသွားတဲ့ဥစ္စာဆိုပြီးမှပြောပါကျမနားထောင်ကြည့်မယ်အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ကျမ reaction လုပ်ပေးမယ်ဒီမပူတူပဲမဟုတ်ဘူးကျမအမြဲတမ်း reaction မလုပ်တဲ့လူတယောက်ယောက်ရဲ့ video ကို reaction လုပ်စေချင်တယ်ဆိုလို့ရှိရင်တော့နာမည်နဲ့သူတို့လုပ်ထားတဲ့နေ့ရက်လေးကိုပြောပေးပါဆိုလို့ရှိရင်ကျမနားထောင်ကြည့်မယ်ဆိုတော့အခုဒီနေ့ရဲ့ပထမဦးဆုံးဗမောက်ရ ီအစီရေကိုအရင်ပြောချင်တယ်ဆိုတော့လွန်ခဲ့တဲ့နေရ3ရက်လောက်ရှိပြီကျမပြောတယ်ဒီဘတ်မောက်ဘက်မှာစစ်ခွေးတွေဘက်ကနေမှ လေရင်နဲ့တနေ့ကိုဘုံဆယ်လုံးကျော်လာကျေးသွားတယ်ပြီးတော့ဘတ်မောက်ကနေမှဟိုမလင်မြို့အထိရှိတဲ့ SNA ခွေးတွေအားလုံးကိုစုတယ်စစ်ခွေးတွေနဲ့ ပူပေါင်းပြီးမှဘုံအရင်ကျဲတယ်ပြီးရင်အောက်ကနေထိုးစစ်ဆင်တယ်ဘုံကျဲတယ်ထိုးစစ်ဆင်တယ်ဒီလိုမျိုးနဲ့ဗတ်မောက်ကိုမရရတဲ့နီးနဲ့တိုက်ခိုက်လာခဲ့တယ်သူတို့ဒီနီးကိုတုံးခဲ့တဲ့အတွက်ကြောင့်ကျတော်တော်လာရဲဒီရဲ့အသက်အန္တရာယ်စုရင်ဆရာရှိတယ်ပြီးလို့ရှိရင်မြို့ရွာတွေပျက်စီးလာနိုင်တဲ့အကြောင်းအရာရှိတဲ့အတွက်ကြောင့်အမန်လူနဲ့ ပင်ခါကျေးရွာကြားမှာရှိတဲ့စခန်းတသေးလေးကိုခဏလေးကျမတို့ဆုတ်ခွာပေးခဲ့ရတယ်။ဆုတ်ခွာတယ်လို့ပြောတယ်နော်။လက်လွတ်တယ်လို့မပြောဘူး။ဘာကြောင့်လဲဆိုတော့ပြန်ယူมาဖြစ်တဲ့အတွက်ကြောင့်ခဏလေးဆုတ်ခွာပေးလိုက်ရတယ်။ဗမောက်ရဲ့အခြေအနေကတော့ဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။နောက်တစ်ခုကတော့ဖကန်။ဖကန်မှာက ဖကတ်မတူဘက်မှာတပတ်လောက်ရှိသွားပြီးတိုက်ပွဲတွေပြင်းထန်တယ်။နေ့လယ်မှာတိုက်ပွဲဖြစ်တယ်ညမှာကျတော့လေရင်နဲ့ဘုံကျဲတယ်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိတယ်။ဒါပေမဲ့လည်းပဲအခုဒီတပတ်တိုက်ပွဲထဲမှာစစ်ပူကြီးငကောင်တည်သွားတယ်ပြီးလို့ရှိရင်ရှမ်းနီပြည်သူစစ်တွေနဲ့စစ်ခွေးတွေအကောင်80ကျော်တည်သွားတယ်ဒါကြောင့်မနေ့ကတော့သူတို့ဒီမတင်ကနေမှဆုတ်ခွာသွားလိုက်ပြီးဆိုတဲ့အကြောင်းသိရတယ်ဒါတော့ကျမတို့တော့ KAN နဲ့တူပူးပေါင်းတော်လာရဲ့ဒီရဲ့အောင်မြင်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင် တဲ့တပြိုင်တည်းမှာပဲအခုဒီအပရလကနေမှနော်ချစ်ခွေးတွေအများကြီးကဖကတ်မော်စီစာဘက်မှာထိုးဝင်လာပြီးတော့အဲ့မှာအခြေချကြတယ်ဒါပေမဲ့တနေ့ကနေစပြီးတော့မော်စီစာဖျားကုန်းမှာအခြေချထားတဲ့စစ်ခွေးတွေပြီးတော့ဆွတ်ဘုံအမိုက်ပုံမှာအခြေချထားတဲ့စစ်ခွေးတွေပြီးတော့ဒီလုံခင်း ရန်ချက်ဆက်ယုံမှာအခြေချထားတဲ့စစ်ခွေးတွေအကောင်နေရာကျော်ကတော့အခုကာမိုင်းဘက်ကိုပြန်ဆုတ်သွားပြီဆိုတဲ့အကြောင်းသိရတယ်။အခုဆုတ်သွားတဲ့ခါမှလည်းဂျားမာ KA နဲ့ပူပေါင်းတော်လိုက်ရဲ့ဒီရဲ့တိုက်ခိုက်မှုတွေရှိတယ်။ဆိုတော့ဘလောက်ကတော့တေရွာကိုအလေးဝင်သွားမလဲ ဘယ်နှကောင်ကတော့ခွေပြွက်ဝက်ပြပြပြမှကာမိုင်းဘက်ကိုရောက်သွားမလဲဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့စောင့်စားရမယ့်အချိန်ဖြစ်တယ်ဆိုတော့အကြောင်းပြောချင်တယ်ပြီးရင်ဗမောဗမောမှာလည်းအခုဒီအော်တိုဘာလအသွေးမှာပဲကျွန်တော်တို့အောင်မြင်မှုတွေအများရရှိတယ်ပမောနမိုင်မှာခြေချထားတဲ့စစ်ခွေးတွေမနောကွေးမှာခြေချထားတဲ့စစ်ခွေးတွေပြီးရင်အခုမြို့မစီပင်ယုံနားမှာခြေချထားတဲ့စစ်ခွေးတွေအဲ့သုံးနေရာမှာတော့လုံးဝစစ်ခွေးကင်းစင်သွားပြီဆိုတော့အကြောင်းပြောပြချင်တယ် နော်ပြီးနောက်တစ်ခုကတော့အခုဒီ white mole မြောင်နဲ့ပူတာဥပတ်တော့မနေ့ကတော့စစ်လဲငိမ့်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့အခုစစ်ခွေးတွေဘက်ကနေမှ KIA ဌာနရှိတဲ့လိုက်စာဘက်ကိုအော်တိုဘာလ16ရက်နေ့ညတကောင်7တနားခွဲနဲ့7နားကြားမှာ drone နဲ့လာကျေးသွားတယ်ကျတော့ KIAD ကိုမထိဘူးလို့ကျွတ်အတန်တန်ပြောခဲ့တယ်ဆိုတော့အခုဘယ်မှာထိတယ်လဲဆိုတော့ကျွတ်တို့ဗီဒီယိုတော်တော်လေးကိုကြည့်ရအောင်နော်။ Okay, ညောင်ရပူစီထိုင်ပြီးမြစ်စီစား။ 完全炸到诶诶，大好，喏，现在搞平了飞完，那要是搞到户外那个，啊！古大家罗，来啥嘛？新的比图的也色彩我不加的，哎嘛新的比图的五谷，推开多的，说了是亏的地段不假，大了年才也，NCA 天马，是亏着目标多大家罗。 အခု2028ဆိုလို့ရှိရင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသွားတာ2080ပြီပြီလို့ပြောတယ်ဆိုတော့2080ပြည့်တဲ့အချိန်အထိဘယ်ငင်းချိုင်းရဲကိုမှမခံစားရဘူးလို့ပြောတဲ့အခါမှာအခုနေရတကာကိုဘုံကျဲတိုက်ခိုက်နေတဲ့ခွေးမသားတွေကဘာလုပ်လဲအခုမြန်မာနိုင်ငံကိုမငိမ့်မချအောင်လုပ်နေတဲ့ခွေးကနေမှမျက်နှာငယ်လေးနဲ့ကျွန်တော်ကိုယ်တိုင်ဆိုတဲ့ခွေးကငိမ့်ချိုင်းရဲလိုချင်တယ်တိုးတက်တာလိုချင်တယ်တဲ့အရှက်မရှိတဲ့ခွေး နင့်ကိုတေတာပဲဖြစ်ဖြစ်အရှင်ပဲဖြစ်မိတယ်ဆိုလို့ရှိရင်နင့်လွယ်ကိုမလွယ်ဘူးလို့ပဲမှတ်ထားပါလို့ပဲဒီလောက်ပဲပြောချင်တယ်ပြီးနောက်တစ်ခုကတော့အခုရှက်မြောက် ဒီလာရှိုကနေမှဖန်စီထားတဲ့စစ်ရှုံးကောင်စီတွေရဲ့ကျွန်းတွေကို မိသားစုတွေနဲ့ခွေးအကောင်၄၈ယောက်ကိုတော့အော်တိုဘာလ၁၄ရက်နေ့တုန်းကလာရှိုမှာရှိတဲ့စစ်ခွေးတွေရဲ့လက်ထဲမှာ MNDAA ဒီဘက်ကနေမှပြန်လည်ပြီးအနံပိတ်ခဲ့ပြီးဆိုတဲ့အကြောင်းသိရတယ်ပြီးနောက်တစ်ခုကတော့အခုဒီမင်းချန်မင်းချန်မာကနော်တိတ်ပြမဂုံယူဆရာကောင်းတဲ့အသက်ငယ်ငယ်လေးနဲ့အစ်မတာမတော်လိုင်းရဲကိုချစ်မြတ်နိုးတော့ပူမိုက်ခဲတဲ့ဘက်ကနေမှာ အိမ်ဒီကိုမြေရှို့ဖြစ်စည်းနေတော့တီတာယုမွန်ဆိုတဲ့ခွေးမခွေးတိုက်ဒီကိုမောင်းထုတ်တာအတော်လေးအဆင်ပြေနေတယ်ဆိုတဲ့သတင်းကြားရတဲ့အတွက်ကြောင့်အင်မတမအကုန်ယူပါတယ်။ပြီးရင်ဒီဘကိုဘက်မှာတော့အရခတတော်နဲ့ပူပေါင်းတော်လာရဲ့ဒီရဲ့အမခန်တိုက်ပွဲဘုံမှုကိုတော့အလုံးကြရပြီဖြစ်တဲ့အတွက်ကြောင့်အသေးစိတ်ကတော့မပြောချင်တော့ဘူး။အရခတတော်နဲ့ပူပေါင်းတော်လာရဲ့ဒီကိုလည်းအင်မတမကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောချင်တယ်။နောက်တစ်ခုအနေနဲ့ကတော့အခုဒီနတ်ရကန်ကနေမှ ပစီရွာဘက်ကိုခွပြပြသွားတဲ့စစ်ခွေးတွေကိုအာခတ်တတော်နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေမှလိုက်လံပြစ်ခတ်တာတွေရှိခဲ့တယ်အရှင်မိတယ်တချို့အရှင်မိခဲ့တဲ့လူတွေကိုတော့နော်သူတို့နဲ့ထိုက်တန်တဲ့၆ပောက်ထဲမှာထိထားတယ်သူတို့ဟာအဆက်ကလေးရနဲ့လေကျွဲတို့တော်လာရဲတွေကိုတိုက်ခိုက်နေတဲ့ခွေးတွေဖြစ်တဲ့ဒုတိယနေနဲ့ကသူတို့စစ်ရှုံးသွားပြီးစစ်ရှုံးတဲ့အခါမှာလဲအလံဖြူထောင်ပြီးအေးအေးဆေးဆေးအလင်းဝင်လာဖို့မကြိုးစားဘူးပစီရွာမှာရှိတဲ့စစ်ခွေးတွေနဲ့ပေါင်းပြီးတော့တော်လာရဲကိုဆက်လက်ပြီးတော့ တိုက်ခိုက်ဖို့ရန်အတွက်ရည်ရွယ်ထားတဲ့ခွေးတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုအခုတရားဥပဒေတိုင်းစီရင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ပြီးတော့အခုချင်းပြင်းတဲ့အကြောင်းမပြောတာရမ်းကြပြီအခုတော့အင်မတာမှကျေးဇူးတင်တဲ့ ချင်းမျိုးသားတပ်ဖွဲ့ဒီဘက်ကနေမှ အော်တိုဘာလ16ရက်နေ့မနက်3နာရီခွဲမှာဟာကာမြို့မှာရေစခန်းကိုဝန်စီးတဲ့အခါမှာအဲ့မှာချုပ်နှောင်ထားတဲ့အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်။လက်နက်ခဲယမ်းတွေလည်းတင်စီရရှိခဲ့တယ်ဆိုတဲ့အကြောင်းသိရတဲ့အတွက်ကြောင်းချင်းမျိုးသားတတ်တော်ကိုဂုဏ်ယူပါတယ်။ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်။ဆိုတော့အခုကျွန်တော်တို့နောက်တဲ့တစ်ပုတ်အနေနဲ့ကဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်။မြန်မာနိုင်ငံသားတိုင်းနိုင်ငံတော်သချင်းရတယ်ဗျ။ နော်ဗမာတည်းလည်းရတယ်ကချင်ကရကင်းရှင်တို့လည်းရတယ်နိုင်ငံတော်တချင်းကိုလူတိုင်းရဓမ္မနိုင်ငံသားဆိုရပြီအဲ့မှာပါပါလဲပြည်တော်စုကိုအသက်ပေးလို့ဒုက္ခကွယ်မလီဓာတုပြည်ဓာတုပြည်ဒုပိုင်နေမြည်အဲ့ဒီတပိုက်ပါတယ်ဒီပြည်တော်စုမပြိုကွယ်အောင်တစ္ဆာဆိုလိုက်တာဒီတချင်းရတဲ့လူတိုင်းကဒီလိုတစ္ဆာဆိုဘူးတယ်အဲ့တော့ဒီအေအေဆိုတဲ့ကောင်ကပြည်တော်စုကခွတ်ထမက်ကောင်ဒီပြည်တော်စုကခွတ်ထမက်ကောင်သွားပေါင်တာအေယာဝရီပဒတ်တရော ဟိုမှာအညာပဒတ်တရောရောပဒတ်တရောချင်းနေရောသွားပေါင်းတာသွားပေါင်းပြီးတော့သူတို့ဆီကလက်နဲ့ယူပြန်တိုက်နေရဒါဟုတ်ရဲ့လားကဲ KIA ဆိုလဲဝမ်ပေါင်းနိုင်ငံထူထောင်မဲ့ကောင်ကွာမော်နဲ့သွားတွေ့တာမြင်းကြံပဒတ်တရောဘာညာနိုင်ငံတော်တချင်းမရဘူးလား KNU ဆိုလဲဒီတိုင်းမဲ့ကွာထူးဝင်းတို့ကကော်တူးလေးတိုင်းပြည်ဘာညာလာပြောနေအဲ့မှာသွားပြီးအသေးခံတဲ့ကောင်အများကြီးပဲအဲ့ပြောင်သူကခွတ်တဲ့မဲ့ကောင်တွေကိုခင်ဗျားတို့နိုင်ငံတော်တချင်းရတဲ့ကောင်တွေကဘာလို့သွားတာ ရခိုင်အေးဆိုရင်ခင်ဗျာထုံးပြနေလက်ထက်မှာတော်တော်အယူထခင်ဗျာသူ့ထက်တော်တဲ့ကောင်အများကြီးမှကျွန်တော်တို့ဆရာဥသိဥဖို့စောဆိုတာမြန်မာပြည်မှာပထမအုပ်ဆုံးအမှုမျိုးသိပ္ပံပညာရှင်ပွဲရတာနော်အဲ့ဒါစစ်သက်ကတုံးမှာနီးပြဗျစစ်သက်ကတုံးမှာပေါမောက်ခနဲ့လာပြီးတော့ဘူလောင်းတွေကိုလစ်ကျင်ပေးတာအဲ့သူကအမှုမျိုးသိပ္ပံပညာရှင်မြန်မာပြည်မှာပထမအုပ်ဆုံးအာသူကခင်ဗျာခွတ်ထွက်ရေးတွေပါဘာမှပြောဘူးနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာဒေါက်တာဦးသက်ထားဦးဆိုတာမြန်မာပြည်မှာပထမအုပ်ဆုံး plastic surgery ခွဲစိတ်ကူတာမျက်နာတွေပါတဲ့အဲ့လိုပထမဆုံးပွဲရတဲ့ပုံကိုအင်မတန်ထူးချွန်တဲ့ရခိုင်နေဗျအဲ့သူတို့ကခွဲထွက်ရေးတွေပါတယ်ဘာမှမပြောဘူးထုံးလိုက်လိုက်လဲထားမှဒီလိုဖြစ်လာတာအဲ့လိုဖြစ်လာတာကိုသွားပြီးတော့ပေါင်းတဲ့ကောင်တွေကပါကောင်နေလေအဲ့ကောင်နိုင်ငံတော်ချင်းမရဘူးလားပြည်အောင်စုအသက်ပေးပြီးတော့ကာကွယ်ရမယ်လीဒါတို့ပြည်ဒါတို့ပြည်တို့ပိုင်နေမြည်တတ်တမတော်ပြောနေတာတို့တော်အရေးဆုံးမလားလीဒါပြည်အောင်စုမပြိုကွဲဆိုတော့နံပါတ်1လी နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ်။အဲတော့တစ္ဆာစုမယ် တစ္ဆာဆိုတာစူးတတ်တယ်ဆိုတော့အခုဒီထဲမှာဘူလက်လတ်ဆွေကတော့မြန်မာနိုင်ငံဖွားတိုင်းရင်းသားတွေအားလုံးဆိုနေကြဖြစ်တဲ့နိုင်ငံတော်တချင်းကိုတီဆိုတဲ့လူတွေကတော့ဒီနေ့မြန်မာနိုင်ငံကိုကာကွယ်ရမယ်ဆိုတဲ့အကြောင်းပြောတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လူတိုင်းရင်းသားတွေအားလုံးကတော့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုကာကွယ်ဖို့ရာအတွက်အသက်ပေးဖို့ရာအတွက်လည်းဝန်မလဲတဲ့လူမျိုးတွေဖြစ်ကြတယ်ဒါပေမဲ့လည်းပဲခွေးအောင်လိုက်နဲ့ခွေးတစုကောင်းစားဖို့ရာအတွက်အသက်ပေးဖို့ရာအတွက်ကျွန်တော်တို့ကဂတိတစ္ဆာမပြုတ်ခဲ့ကြပါဘူးเนาะဒီနေ့ပြပရ ံကိုကာကွယ်ဖို့ရတဲ့အကျွတ်တို့မြန်မာနိုင်ငံသားတွေဟာဒီနိုင်ငံတော်တချင်းမရဲစခင်ကတည်းကဒီမြန်မာနိုင်ငံအတွက်အသက်ပေးဖို့ရတဲ့ဘဒုကမှဝန်လဲကြတဲ့သူမဟုတ်ဘူး။ဒါကြောင့်မို့ပဲဥပမာကျွတ်တို့ကချင်တို့မျိုးတွေဆိုလို့ရှိရင် British ရဲ့လက်အောက်ထဲမှာနေတဲ့ British ကကျွတ်တို့ကချင်တို့မျိုးတွေကိုကိုပိုင်အခွင့်ရဲ့ ပေးထားပြီးတာဖြစ်တဲ့ကချင်လူမျိုးတွေဟာဗြိတိရဲ့လက်အောက်ထဲမှာလဲစစ်မှုတွေကိုထမ်းပြီးမှအေးအေးဆေးဆေးနေနေတဲ့လူမျိုးတွေဖြစ်တယ်။ဒါပေမဲ့ဘူချော့အောင်ဆန်းကနေမှမြန်မာနိုင်ငံထဲမှာရှိနေတော့ဖက်စစ်တွေကိုတိုက်တုပ်ဖို့အတွက်လာခေါ်တဲ့အခါမှာကျွန်တော်ကချင်နေဘူချော့အောင်ဆန်းရဲ့စကားကိုနားထောင်ပြီးတော့မြန်မာနိုင်ငံကိုကောက်ကွယ်ဖို့ရတဲ့အတွက်အသက်ပေးဖို့ရဝုံမလဲတဲ့အတွက်ကြောင့်ကျွန်တော်ဟာ အာဂျပန်တွေကိုလည်းတိုက်ထုတ်ခဲ့တယ်ဖက်စစ်တွေကိုလည်းတိုက်ထုတ်ခဲ့တယ်အားလုံးထဲမှာကျွန်တော်ပါဝင်ခဲ့တယ်ဒီနေ့ဒီအချိန်မှာလည်းပဲထုနည်းလကောင်းပဲကျွန်တော်နေမြေကိုကျူးကျော်ခဲ့တဲ့ဘုဒ္ဓကိုမဆိုကျွန်တော်တိုက်ထုတ်ဖို့အတွက်တာဝန်ရှိတယ်ဥပမာနောက်တစ်ခုပြောမယ်ဆိုရင်အာခတတော်ဒီကိုကျွန်တော် KAAD ဘက်ကနေမှပြုစုပြုထောင်ခဲ့တယ်သူတို့ရဲ့နေမြေကိုငိုရုတ်အုပ်ချုပ်မယ်လို့ပြောပြီးမှငိုရုတ်တာတော့အုပ်ချုပ်ခဲ့ကြည့်ကျတော့ KIA နဲ့အရခတတော်တွေကတိုက်ပွဲဖြစ်ပြီးမှကျတော့ KIA တွေကိုအရခတတော်တွေကမောင်းထုတ်မှာပဲ ထူနီတူပဲအရခတတော်ဒီလဲကျွတ်ကချင်းပြင်းနေကိုလာကျူးကျော်လာတယ်ဆိုလို့ရှင်ကျွတ်ကကိုယ့်ရဲ့မဟာမိတ်တပ်ဖွဲ့ဖြစ်တယ်ဆိုပြီးမှအလွတ်ထားမှာမဟုတ်ဘူးသူတို့ကိုလည်းငါတို့ KIA တွေချမှာပဲထူနီတူပဲဒီနေ့ကျွတ်မြန်မာနိုင်ငံထဲမှာကိုယ့်ရဲ့ပြည်နယ်နဲ့ကိုယ့်ရဲ့အတိုင်းရှိကြတယ်ကိုယ့်ရဲ့ပြည်နယ်နဲ့ကိုယ့်ရဲ့အတိုင်းထဲမှာအေးအေးဆေးဆေးနေရမယ်နော်နိုင်ငံတနိုင်ငံအေးချမ်းဖို့ရအတွက်မြို့ရွာတိုင်းအေးချမ်းဖို့တွေလိုအပ်တယ်မြို့ရွာတိုင်းအေးချမ်းဖို့ရအတွက် ရက်ွက်တိုင်းအချမ်းဖို့လိုအပ်တယ်ရက်ွက်တိုင်းအချမ်းဖို့ရအတွက် community society တစ်ခုတိုင်းအချမ်းဖို့လိုအပ်တယ်ဒီ community တိုင်းအချမ်းဖို့ရအတွက်အိမ်ထောင်တိုင်းအချမ်းဖို့လိုအပ်တယ် အိမ်ထောင်တိုင်းအေးချမ်းဖို့အတွက်အိမ်ထောင်မှာရှိတဲ့လူတွေအားလုံးကောင်းမွန်ဖို့အတွက်လိုအပ်တယ်။ဒါကြောင့်မို့လူကနေမှအိမ်ထောင်ကိုတည်ဆောက်တယ်။အိမ်ထောင်ကနေမှရက်ရွာကိုတည်ဆောက်တယ်။ရက်ရွာကနေမှမြို့ရွာကိုတည်ဆောက်တယ်။မြို့ရွာကနေမှနိုင်ငံကိုတည်ဆောက်ခဲ့တယ်။ဒါကြောင့်မို့နိုင်ငံတစ်ခုအသာရဖို့ရအတွက်ငြိမ်းချမ်းဖို့ရအတွက်အိမ်ထောင်တာရဖို့အတွက်အရေးကြီးတယ်။အခုဒီထဲမှာဘုလလဆွေပြောသွားတာက ဒီနေ့ကျွန်တော်တို့ကချင်နေလဲပဲဝန်ပေါင်းနိုင်ငံတည်ထောင်မယ်။ကရင်ပြည်နယ်တွေလည်းထူနေလကောင်းပဲ။ရခိုင်တွေလည်းထူနေလကောင်းပဲ။ကို့ပြည်နယ်ကိုကို့မတည်ထောင်ရင်နင့်တို့လားတည်ထောင်ပေးမှာလား။နင့်တို့စစ်ခွေးတွေငိုတို့ကိုအုပ်ချုပ်ပါဆိုပြီးမှဖက်စစ်တွေကိုတော်လာခဲ့တာလည်းမဟုတ်ဘူး။ဂျပန်တွေကိုမောင်းထုတ်ခဲ့တာလည်းမဟုတ်ဘူး။အားလုံးဟာကို့တကြက်စီတကြက်စီယူပြီးမှကို့နေရာမှာနေဖို့ရအတွက်ကျွန်တော်ကသဘောတူခဲ့ကြတာ။ဒီလိုမျိုးနေဖို့ကပြည်ထောင်စုကိုပြိုခွဲသွားတာမဟုတ်ဘူး။ ကိုယ့်ရဲ့ပြည်နယ်မှာကိုယ်အုပ်ချုပ်ဖို့ရတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ပဲဒီနေ့ကျမတို့က Federal Democracy ဆိုတဲ့အဥ္စာကိုတွားကြတာနင်းတို့စစ်ခွေးတွေငိုရုတ်ကိုအုပ်ချုပ်ဖို့ရတဲ့ငိုရုတ်ကဘေးနေရမှာမှဂတိတိစ္ဆာမပြုတ်ခဲ့ဘူးပြည်ထောင်စုကိုကာကွယ်ဖို့အတွက်ဂတိတိစ္ဆာပြုတ်ခဲ့တယ်ဆိုတာဟာပြည်ပရန်ကိုကာကွယ်ဖို့ဖြစ်တယ်ကိုယ့်ရဲ့ပြည်နယ်ကိုကျူးကျော်တဲ့အတူတိုင်းကိုချိန်မုံဖို့ရတဲ့ဖြစ်တယ်နင်းတို့စစ်ခွေးတွေငိုရုတ်မြန်မာတနိုင်ငံလုံးကိုလက်ဝကြီးအုပ်ဖို့ရတဲ့ငိုရုတ်တိစ္ဆာမပြုတ်ခဲ့တယ်လို့ဒီဖက်စစ်တွေကိုလည်းမတော်လန့်ခဲ့ဘူးနင်းတို့ခွေးတွေငိုရုတ်တိုင်းရင်တား ားတန်းကိုအုပ်ချုပ်ဖို့ရတဲ့လဲငွေတို့ကဘယ်အချိန်ခါမှမသဘောတူညီမှုလည်းမရှိခဲ့ဘူးဘယ်အချိန်မှမလည်းကျမတို့ကသဘောတူညီမှုမယူခဲ့ဘူးလောက်မှလည်းမဟုတ်ဘူးနော်ပြလို့ရှင်သူပြောသွားတယ်ဒီရခိုင်ပြည်နယ်ကိုဖျက်ဆီးတာဟာဘူးချုပ်ထွတ်မြတ်နိုင်ဖြစ်တယ်လို့ပြောတယ်ပြီးရင်သူဒီထဲမှာနော်အနုမျိုးចောင်းပြေးသွားတာဒီရောနော်ခွဲစိတ်ပညာရှင်တွေရောသူပြောသွားတယ်အခုဒီလူကြီးနှစ်ယောက်ကိုကျမမသိဘူး ဆိုတော့သူတို့ကတော်လရဲကိုအားပေးတယ်ဆိုလို့ရှိရင်တော့သူတို့ဟာပညာတတ်တယ်တင်ညာတတ်တယ်နှမျိုးတတ်တယ်ဂုံယူတယ်ဒါပေမဲ့ဒီနေ့ကျွားတို့တော်လရဲကိုဟိုအားမပေးဘဲနဲ့စစ်ခွေးပဲမှာဆိုလို့ရှိရင်တော့တင်ညာပဲတတ်တဲ့လူတွေဖြစ်တယ်လူဟာမြောက်ကနေမှဆင့်သက်လာခဲ့တယ်ဆိုတဲ့တီအိုတွေကိုထုတ်ပြန်ခဲ့တဲ့ဒါဝင်ဟာ အစကတည်းကနေမှလူကမြောက်ကနေဆင်းလာခဲ့တယ်လို့သူသိခဲ့တာမဟုတ်ဘူးဒီဒေါက်တာဘွဲ့ရပြီးတဲ့နောက်ပိုင်းမှာမှလူဟာမြောက်ကနေဆင်းသက်လာတယ်တဲ့ဒီလိုမျိုးဘွဲ့ရပြီးမှပဲမိုက်ရိုင်းတဲ့အသွေးအခေါ်တွေသူ့စီမှာရှိလာခဲ့တယ်ဒီနဲ့နေ့ရအဖေဟာမြောက်ဖြစ်တယ်လို့ပြောလို့ရှိရင်ဘယ်သူလက်ခံမလဲနော်ဒီနဲ့ကျောင်းပညာကိုတတ်တိုင်ပညာရှိလို့ကျမတို့က တုံးဆွဲသွားတာမဟုတ်ဘူးနေ့မှာတင်ညာကတော့ပြည့်စုံလိမ့်မယ်ဒါပဲမဲ့အကောင်းအဆိုးကိုမြင်နိုင်တဲ့ပညာသာမရှိခဲ့ရင်နေ့ဟာခွေးတက်တက်ပဲဖြစ်တယ်ဆိုတော့ကျောင်းပြောချင်တယ်ဆိုတော့အခုဒီပြောသွားတယ်အခုဒီရခိုင်လူကြီးညောက်ပါတော်လန်ရဲကိုချစ်မြတ်နိုးတယ်ဆိုလို့ရှင်တော့အတိုင်းထက်အလုံးဂုံယူပါတယ် ပညာကိုလည်းအတိမပြုပါနဲ့ဒါပေမဲ့ကျွန်တော်တော်လန်ရဲဘက်ကိုမရက်ဘဲနဲ့ခွေးဘက်ကိုပဲရက်တယ်ဆိုလို့ရှိရင်တော့နင့်တို့ဟာပညာပဲတတ်တာဖြစ်တဲ့အတွက်ကြောင့်ရိုးသေးစရာလေးစားစရာတခုမှမရှိဘူးဆိုတဲ့အကြောင်းပြောချင်တယ်နောက်ဆုံးအနေနဲ့ပြောချင်တာကဒီနေ့ကျွားတို့ကတိုင်းပြည်ရဲ့အတွက်ဂတိမပြုတ်ခဲ့ရင်တောင်မှဒီနေ့ကျွားတို့ဟာတိုင်းပြည်ကိုကျူးကျော်လာတဲ့ပြပရန်ကိုကာကွယ်ဖို့အတွက်မြန်မာနိုင်ငံမှာရှိတဲ့ဘေးတိုင်းရင်သားမှလက်နေနေမှာမဟုတ်ဘူးထို့နည်းတူပဲကျွားတို့ပြည်နယ်ကိုကျူးကျော်လာတဲ့အစ်ခွေးတွေကိုလည်းပဲတိုက်ခိုက်ဖို့ရတဲ့အတွက်ဘယ်တော့မှလက်နေ င်းနေမှာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောချင်တယ်เนาะဒီနေ့တစ္ဆာဂတိကိုစူးနေတာခါနင့်တို့ခွေးတွေဖြစ်တယ်နင့်တို့မှာဘေးနေရမှာမှလွတ်လွတ်လပ်လပ်သွားလာခွေးမရှိတာဟာတစ္ဆာစူးတဲ့အတွက်ကြောင့်နင့်တို့ကဒီလိုမျိုးပြီးသူတွေချထားတဲ့အကျင့်ထဲမှာကြနေတယ်ဆိုတာကိုလည်းမမေ့ကြပါနဲ့လို့ပြောချင်တယ်နော်ပြီးလို့ရှိရင်ကျတော့နောက်တင်တဲ့ပုတ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်နော်ဆိုဗီယက်ယူနီယံပြုတ်ကွဲသွားတယ်လို့မျိုးယူဂိုစလာဗီးယားပြုတ်ကွဲသွားတယ်လို့မျိုးမြန်မာနိုင်ငံကိုအစိတ်စိတ်အမှောင်မှား၄ဘိုင်း၅ဘိုင်း အထက်အောက်ပိုင်းပစ်ဖို့စူးစမ်းခဲ့တဲ့ဒဏ်တွေကိုတက်မတော်ကခါစီခံအမုံခံပြီးတော့တိဆောက်ခဲ့တာပါတက်မတော်ဆိုရင်တက်မတော်ဟာအဖွဲစည်းဖြစ်ပါတယ်တက်မတော်မှာပါဝင်ထက်ဆောင်နေတဲ့ရဲဘော်တွေရာရှိရငံအကျက်စစ်တီတွေကသူတို့အသက်တွေကိုစွန့်လွတ်သွားသလိုသူတို့ကိုမှီခိုနေရတဲ့ဇနီးမယားတွေဟာလည်းတခါတည်းကမှကိုယ်တိုင်ဝင်တိုက်ရတာရှိတယ်သူတို့ရဲ့သားသမီးတွေကတခါတည်းကမှအသက်ပေးသွားရတာရှိတယ်တူ2020ခုဆစ်စစ်ရေးမှာတောက်လျှောက်မှာလဲရခိုင်ပြည်စစ်မျက်နှာမှာကြီးရှမ်းမြောင်မှာကြီးမြမတက်မတော်သားတွေနဲ့မိသားစုတွေဟာ တချို့အရာခံဘိုးကြီးမိသားစုဆိုလို့ရှိရင်အမှတ်တမ်းတနားစရာကောင်းတယ်တမိသားစုလုံးတယောက်မကျန်အသက်ပေးသွားရတာရှိတယ်ဒီလူတွေရဲ့ကျေးဇူးသစ္စာကိုယနေ့တာဝန်ထမ်းဆောင်နေတဲ့တက်မတော်သားတယောက်ချင်းစီကစောင့်သိရမှာဖြစ်တယ်လို့မြန်မာနိုင်ငံသားများအားလုံးကလည်းဒီတက်မတော်သားတွေရဲ့မြန်မာနိုင်ငံတော်စီလုံးညီညွတ်မပြုတ်ကွဲအောင်ကမ္ဘာအလဲမှာထက်ထဲဝဝနဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာရှိအောင်လုပ်တဲ့လုပ်ရက်တွေကိုထောက်ခံအားပေးသင့်တယ်ဆိုတော့ကျွန်တော်ပြောကြားလိုပါတယ်တိုက်သင့်ခိုက်သင့်တဲ့ရန်သူတွေကိုလည်းကျွန်တော်တို့ကမီးလိုရေးလိုကျင့်သုံးပြီးတော့တကယ်ကို ်မိမကောင်းရန်တွေ့လုံနေတယ်ခုတမျိုးတော်ကြာတမျိုးလုံနေတယ်တက်မတော်ကအားကြီးလို့ရှိရင်ချော့တော်ပေါ်တော်နဲ့အတနာခံသူလိုမျိုးငင်းချမ်းပဲလိုချင်သူလိုမျိုးလုံနေတဲ့ KIA လိုကောင်မျိုးတွေကိုလည်းအပြက်နေနေပြရမှာဖြစ်တယ်ဘာမှသူတို့တွေကိုခေါ်ပြီးတော့ညှိနှိုင်းစရာအကြောင်းမရှိဘူးညှိနှိုင်းတယ်ဆိုတာကတကယ်ကိုတက်မတော်ကိုသဘောထားမှန်တဲ့အမြင်နဲ့လက်တွဲခဲ့တဲ့လူတွေနဲ့ပဲညှိနှိုင်းတင်တာ အမြဲတမ်းတက်မတော်ကိုအမြဲတမ်းဒုက္ခပေးဖို့ပဲချောင်းနေတဲ့ကောင်မျိုးတွေနဲ့ဆိုရင်ဒါမှညီနိုင်တယ်ဘူးအပြက်နေနေရမှာဒီ29ခွန်ရမှာရခိုင်စစ်မြေပြင်မှာမိသားစုမိသားစုလိုက်မတာပေါ်သွားတာတွေအများကြီးရှိတယ်သူတို့ဒီရဲ့အကျေစုတရားကိုအခုလက်ရှိမတည်ဘဲနဲ့ကြံနေတဲ့ခွေးတွေဘက်ကနေမှတစ္ဆာစောင့်သိရမယ်။ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေလည်းသူတို့ကိုလေးစားရမယ်လို့ပြောတယ်။ဆိုတော့ခွေးကိုလေးစားရိုးရှိသလား။ဒါပထမအဆုံး question เนาะ။ အခုမြန်မာနိုင်ငံကိုဆိုဗီယက်နိုင်ငံတွေလိုမျိုးယူကိုစလာဗီးယားတွေလိုမျိုးအစိတ်စိတ်အမောမောဖြစ်အောင်ဒီနေ့ကျွန်တော်တို့တိုင်းရင်းသားတွေဘက်ကနေမှ စစ်ခွေးတွေကိုတိုက်ခိုက်တယ်ဒါပေမဲ့စစ်ခွေးတွေကိုတော့တအားကိုခါစီခံပြီးတော့မြန်မာနိုင်ငံမပြိုကွဲအောင်လုပ်တယ်တဲ့အခုဒီမြန်မာနိုင်ငံကိုပြိုကွဲအောင်လုပ်နေတာဘယ်သူလဲဒီနေ့ကြွားလို့မြန်မာနိုင်ငံမှာတိုင်းရင်းသား၈မျိုးအပေါင်းနင့်တို့ခွေးတွေ၉မျိုးရှိတယ်ဒီ၉မျိုးထဲမှာနင့်တို့ဘက်ကဘယ်သူရက်တလားဒီနေ့နင့်တို့နဲ့လူမျိုးတို့တဲ့ဗမာနင့်တို့နဲ့ဘာသာတူတဲ့လူတိုင်းရင်းသားတွေတောင်ရက်တလားဘာကြောင့်လဲဒီနေ့နင့်တို့ကိုနာကြည့်တာပက်ပက်ဆက်ဆက်နာကြည့်တယ် ဒီနေ့ကျမတို့တန်ရင်သားတွေရေးကြအောင်မဟုတ်ဘူးခွေးချဘူးကလည်း NCM မှာပေါဟောက်သွားလဲပြည်တွင်းပြပပြောကကြအောင်လို့ပြောတယ်နင်းတို့ရဲ့ခွေးကျင်ခွေးကြံကိုဘယ်လူကမှလက်မခံဘူးကမ္ဘာကုလသမဂ္ဂကလည်းလက်မခံဘူးခဏတော့ပြောပြီးပြီကျမတို့မြန်မာနိုင်ငံကိုအစိတ်စိတ်အမွာမွာလုပ်နေတာဟာနင်းတို့ခွေးတွေဖြစ်တယ်နော်ဒီနေ့မြန်မာနိုင်ငံတနိုင်ငံလုံးကိုဘုံပတ်ကျဲနေတာနင်းတို့ခွေးတွေဖြစ်တယ်အခုသူကတော့ပြောသွားတယ်တိုင်းရင်းသားတွေကမြန်မာနိုင်ငံကိုအစိတ်စိတ်အမွာမွာကွဲပြအောင်လုပ်တယ်လို့ပြောတယ် ်နောက်တစ်ခုကတော့အခုဒီ KIAD ဟာစစ်ခွေးတွေအားတောင့်နေဆိုလို့ရှိရင်တော့ငင်းချင်ရေးလိုချင်တလို့လို့အောက်ကျခံနေပေါ့နော်ဒီနေ့ပြောပြမယ်ကျွန်တော် KIAD ဆိုတာဟာဘေတော့အခါမှမဘေလူရဲ့ရှေ့မှာမဒူးမထောက်ဘူးဖျားရှေ့မှာဒူးထောက်တယ်ဖျားရှေ့မှာကျတော့ငိုကြွေးတယ်ဘေလူမှာမကျတော့ကဒူးထောက်လည်းမရှိဘူးလုံခဲ့တဲ့အချိန်မှာဒူးမထောက်ခဲ့တယ်လို့ရှေ့ဆက်ပြီးတော့လည်းဒူးထောက်မှာမဟုတ်ဘူး KIAD ဟာ ဒူးထောက်မဲ့အမျိုးမဟုတ်ဘူးဆိုတော့ကိုမြင်မြင်မှတ်ထားပါเนาะကျတော့ KIA ဒီဟာ KIA တီထောင်တဲ့နေ့ကနေစပြီးတော့ဒီနေ့2025အောက်တိုဘာလ18ရက်နေ့ညအထိနင်းတို့စစ်ခွေးတွေကျတော့ KIA တွေကိုမတိုက်ခိုက်သေးဘူးလားအရင်တော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တိုက်ပွဲတွေအများကြီးမရှိတဲ့အတွက်ကြောင့်စခန်းတက်တဲလေးကိုတိုက်ဖို့ရတဲ့နင်းတို့တပ်မကြီး၄ခုနဲ့လာခဲ့တယ်အဲ့ချိန်မှာတော့နင်းတို့ကိုဖြုံးသလားဒါကြောင့် KIAD ကိုခေါ်ပြီးမှဆွေးနွေးဆံမလို့ဘူးလို့ပြောတာ တိတ်မှန်တယ်ကျွတ်လို့လည်းဘယ်တော့မှဆွေးနွေးမှာမဟုတ်ဘူးเนาะပြီးလို့ရှင်လည်းပဲစခွေးတွေနဲ့အရင်တော့ကလက်သွဲခဲ့တဲ့သူတွေနဲ့ပဲဆွေးနွေးရမယ်လို့ပြောတယ်ဆွေးနွေးကြသွေးကြွေးမှာဆွေးနွေးရှာမရှိတဲ့အတွက်ကြောင့်ဆွေးနွေးသွားမှာမဟုတ်ဘူးပြီးလို့ရှင်အခုဒီထဲမှာသူပြောသွားတာကကျွတ်တို့ KIA တွေကိုအမြင့်ပြတ်ချေမုံရမယ်လို့ပြောတယ်အချိန်ရှည်ဝဲဝဲကိုကျွတ်ကမပြောဘူးဒီနေ့70ဒေါ်လာရစလာတဲ့နေ့ကနေဒီနေ့ဒီချိန်နေ့နင်တို့ KIA တွေကိုမချသေးဘူးလားကျွတ်တို့ KIA ထင်တာကတော့နင်တို့ငိုတို့ KIA တွေကိုလာချပြီးထင်တော့ အမြင့်ဖြတ်လိုက်တာအခုစခန်းနေ300ကျော်လဲရရှိသွားပြီခဏတော့တရင်နဲ့မှကြားရတယ်နော်မဒင်းမှာဘုံမိုးကြီးခွေးနှကောင်နဲ့အတူခွေးပေါက်စား90ကျော်ကိုဘိုးကတပားကိုအလေးဝင်ခိုင်းလိုက်ပြီတိတယ်နော်ပြလို့ရှင်လား အခုပုံပေါ်မှာလည်းနင့်တို့ကိုမตาဘက်ကိုအလင်းဝင်ခိုင်းလိုက်တာအများကြီးရှိတယ်နော်ဆိုတော့အခုနင့်တို့ကတိုက်ပွဲကိုမစသေးတာလားစပြီးပြီလားစနေတာလားဘယ်ဥစ္စာလဲဆိုတော့မစသေးဘူးဆိုလို့ရှင်လဲအလံဖြူလဲထောင်ပြီးမှ KIA တွေငိုတို့ကတိုက်ပွဲမစသေးဘူးနော်လို့အရင်လာနော်အဲ့ဆိုလို့ရှင်တော့ကျမတို့ကနေမှစဉ်းစားပေးမယ်အလံဖြူထောင်ပြီးမှမလာဘူးဆိုလို့ရှိရင်တော့ကြွရုတ်ကနင့်တို့ကငရုတ်ကိုလာကျူးကြော်တယ်လို့ထင်တော့နင့်တို့ကအမြင့်ပြတ်မှာပဲเนาะ ဒါကြောင့်ကြွချေချေဝေးဝဲတော့မပြောတော့ဘူးကျွန်တော် KIAD ကိုဆွေးနွေးဆရာမလို့ဘူးကျွန်တော် KIAD ထင်တာကတော့နင့်တို့ငါတို့ကိုလာကျူးကြော်တယ်ထင်တော့အများကြီးအမြင့်ဖြတ်လိုက်ပြီဆိုတဲ့အကြောင်းပြောပြချင်တယ်เนาะပြည်သူတွေအားလုံးစက်မပြိုရှူကြပါစေ